တချို့အမျိုးသမီးတွေသဘောတူကြည်ဖြူပြီးကြည်ကြည်နှစ်နှစ်နဲ့အတူနေဆက်ဆံပြီးမှလင်းဆက်ဆံပြီးချိန်မှာဝန်းနေပြီးငိုကြွေးတာပါကြောင့်လဲဆိုတာတင်ဆက်ပေးခြင်းပါလေလင်းဆက်ဆံနဲ့ဆိုတာစိတ်ချိန်နဲ့နှစ်သက်မှုအတွဲလို့ရေပုံရအဖြစ်မှတ်ယူလို့ရပါတယ်ဒါပေမဲ့လင်းဆက်ဆံမှုပြင်းမြောက်သွားတဲ့ချိန်တွေမှာရုတ်တရက်ငိုကြွေးကြတာမျိုးတွေကဖြစ်တတ်တဲ့ပြဿနာတစ်မျိုးဆိုတာကိုတော့လူသိနေပါတယ်ပုံမှန်အဖြစ်လင်းဆက်ဆံပြီးချိန်တွေမှာ လူတိုင်းဟာစိတ်ကျေနပ်မှုလက်ချိုက်ဖွဲရာလင်အတွေ့အကြုံပျော်ရွှင်မှုနဲ့အပန်းပြေမှုတို့ကိုခံစားရတတ်ပါလေဒါပေမဲ့တချို့လူတွေကတော့ဒီလိုမခံစားရတတ်ပါဘူးဝန်းနေတာစိတ်ပင်ပန်းတာဖြေမစင်နိုင်အောင်မျက်ရည်ကျတာနဲ့စိတ်အနှောက်အယှက်ဖြစ်တာတွေကို တွေ့ကြုံခံစားရကြတာဖြစ်ပါလေလေဆာဆန်ဒီဂျေဒီလိုစိတ်ခံစားချက်တွေခံစားရပြီးငိုကြွေးမိတာကို PCD လို့ခေါ်ပါတယ်စိတ်ပိုင်းဆံရပြည်တနာတစ်မျိုးဖြစ်ပါတယ် ဒီပြဿနာမျိုးကအလိုမတူပဲလိမ့်ဆက်ဆံခံရလို့ငိုကြွေးတာနဲ့မတူပါဘူး PCT ကစိတ်ကြမ်းမာရေးဆန်ရပြဿနာတစ်မျိုးလို့ဆိုနိုင်ပါတယ်ဒါဆိုလို့ရှိရင်ဘာကြောင့်ဒီလို ဖြစ်ရတာလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ရအောင် PCT ဝင်နာကိုခံစားရတဲ့နောက်ွယ်ကအကြောင်းတရား6ချက်ရှိပါတယ်ဒါတွေကတော့နံပါတ်1စိတ်တကြခြင်း2019ခုနှစ်တုန်းကပြုလုပ်ခဲ့တဲ့လေ့လာချက်တစ်ခုအရအမျိုးသားတွေမှာရောအမျိုးသမီးတွေမှာပါ BCD ဖြစ်စေတဲ့အဓိကအကြောင်းတရားကစိတ်တကြခြင်းဖြစ်ပါတယ်။လေဆက်ဆံမှုပြင်းပြောက်သွားချိန်မှာတောင် စိတ်ပျော်ရွှင်မှုမရပဲပုံမစိတ်အားကျစင်းပြီးငိုကြွေးပြီးတဲ့အဆင့်ထိဖြစ်သွားစေတာဖြစ်ပါတယ်။နံပါတ်1စိတ်တော်ကများခြင်းငိုကြွေးတယ်ဆိုတာကပူပင်တော်ကကိုတစ်မျိုးတစ်မျိုးပြန်လဲဖော်ပြခြင်းတစ်မျိုးဖြစ်ပါတယ်။ငိုကြွေးလိုက်တဲ့အခါရုပ်ပိုင်းဆိုင်ရာဖိစီးမှုတွေနဲ့စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်နေမှုတွေကိုရှော့ချရာရောက်ပါတယ်။ လိန်ကိစ္စဒါမှမဟုတ်လိန်စွမ်းဆောင်ရည်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်တော့ကတွေပြင်းထန်လာတဲ့အခါငိုကြွေးမိတာမျိုးဖြစ်တတ်ပါတယ်အမျိုးသမီး600ခန့်နှုန်းကနေ16000ခန့်နှုန်းအမျိုးသား900ခန့်နှုန်းကနေ25000ခန့်နှုန်းအထိဒီလိုဖြစ်လေရှိကြပါတယ်နံပါတ်2လွန်ကဲစွာခံစားခြင်းလိန်စစ်စာနဲ့အချိန်တွေနဲ့ပြင်းပြောက်ချိန်တွေမှာလူတွေရဲ့စိတ်ခံစားချက်တွေကသတိလက်လွတ်လွန်ကဲနေတတ်ပါတယ်တာမန်အချိန်တွေထက် ိုပြီးလုံလုံကဲကဲဖြစ်နေတတ်တာပါဒါပေမဲ့လူတိနေတဲ့ကဒီအချိန်မျိုးမှာစိတ်ထိခိုက်လွယ်တယ်ဆိုတာလဲအလုံးပဲလို့ဆိုရမှာဖြစ်ပါတယ်ဒီလိုအချိန်မှာစိတ်ပင်ပန်းစရာဝန်းနေစရာ အတိတ်မျိုးတွေကအဖြစ်ပြက်တွေကိုတွေးတောမိသွားရင်ငိုကြွေးတတ်ကြပါတယ်နံပါတ်၄ရုပ်ပိုင်းဆိုင်ရာပြဿနာများလိင်ဆက်ဆိုင်ရာနာကျင်တာပုံပဲ့တာတွေဖြစ်ခဲ့ရင်လည်းငိုကြွေးတတ်ကြပါတယ်ဒါမှမဟုတ် ပြင်းပြောက်သွားတဲ့အတွက်လည်းနေ့ရကြတာမျိုးဖြစ်တတ်ပါတယ်။ဒီဝေဒနာတွေကအမျိုးသမီးတွေမှာအဖြစ်များပါတယ်။လိလာချက်တွေအရဆလို့ရှိရင် အသက်16နှစ်နဲ့84နှစ်အကြားအမျိုးသမီး9.5ရာခိုင်နှုန်းဟာပြင်းပြောက်သွားချိန်မှာငိုကြွေးတတ်ကြတယ်လို့ဆိုပါတယ်။ဒါတင်မကလင်းဆက်ဆာနေချိန်မှာဖြစ်လာတဲ့အောက်ပါယူပိုင်းဆိုင်ရာပြဿနာတွေဟာလည်းငိုကြွေးမှုကိုဖြစ်စေနိုင်ပါတယ်။လင်းကအဝမှာပြင်းထန်စွာနာကျင်တာစီးအိမ်နာကျင်တာကျွတ်သားများတစ်စက်စက်တုံခြင်း ။ဒါရအနာတရဖြစ်ခြင်း၊တင်ပစုံယောရောင်ရမ်းသည့်ဝေဒနာရှိခြင်း၊ရာသီသွေးဆုံးမှုရဲ့ဘေးအတွက်ဆိုးကျိုးများရှိနေခြင်းတို့ဖြစ်ပါတယ်။နံပါတ်၅ဟော်မုန်းပြင်းပြမှုကြောင့်ဖြစ်ပေါ်လာတဲ့ဟော်မုန်းအပြောင်းလဲတွေက PCT ဖြစ်ဖို့တွန်းအားပေးတတ်ပါတယ်။ဒီပြဿနာကိုတော့ဆေးဝါးနဲ့ကုစားမှရလေရှိပါတယ်။အများအားဖြင့်တော့အရက်တော့သုံးသူတွေမှာအဖြစ်များပါတယ်။နံပါတ်6 relationship ပြဿနာနောက်ထပ်အဖြစ်များတဲ့ပြဿနာတစ်ခုကတော့ ဆက်ဆံသူနှစ်ဦးကြားက relationship ပြဿနာပဲဖြစ်ပါတယ်။လေဆက်ဆံတဲ့ဆိုရကများသောအားဖြင့်နှစ်ဦးသဘောတူချစ်လူကြတာဖြစ်ပေမဲ့တခါတလေမှတော့မထင်မှတ်ပဲအဆင်မပြေစရာလေးတွေဖြစ်လာတတ်ပါတယ်။ဒီလိုပြဿနာမျိုးကပုံမှန်အားဖြင့်ဖြေရှင်းလို့ရတဲ့ပြဿနာဖြစ်ပေမဲ့တစုံတစ်ယောက်စီမှာစိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတဲ့ဆိုရင်အဆိုပါပုံကိုအနေနဲ့ PCT ဖြစ်ပြီးငွေကြေးနိုင်ကြအလုံးမြင်မာပါတယ်။တိထားတဲ့အချက်တွေကတော့လေးလာချက်တွေရဆလို့ရှိရင် 46ရာခိုင်နှုန်းသောအမျိုးသမီးတွေဟာအနည်းဆုံးတစ်ကြိမ်တော့လင်းဆက်ဆံပြီးချိန်မှာငိုကြွေးဖူးကြပါတယ်။အမျိုးသားတွေကတော့47ရာခိုင်နှုန်းပဲရှိပါတယ်။ VCT ပြဿနာဟာစိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုဖြစ်ပြီးစဉ်တတကျကုစားမယ်ဆိုရင်ကုစားလို့ရတဲ့ပြဿနာဖြစ်ပါတယ်။များသောအားဖြင့်တော့အများအားဖြစ်နေတဲ့ကိစ္စမျိုးလည်းမဟုတ်ပါဘူး။ဒါပေမဲ့တစ်ကြိမ်တက်မခဖြစ်လာနေပြီဆိုရင်တော့စဉ်တတကျကုစားဖို့လိုအပ်တဲ့အဆင့်ကိုရောက်နေတာမျိုးဒါမှမဟုတ် မိမိမှာတခြားသောစိတ်ပိုင်းဆိုင်ရာပြဿနာတစုံတရာရှိနေတာမျိုးဖြစ်နေနိုင်တာကိုသတိထားဖို့လိုအပ်မှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့စားတဲ့ကြားမှာဘေးရာကကျန်းမာရေးအတွက်ပိုဆိုးတယ်လေလိလာကြည့်အောင်စားဒါမှမဟုတ်ကြားများများစားရင်ခန္ဓာကိုယ်ထိခိုက်ပျက်စီးတယ်လို့သင်မကြာခဏကြားဘူးမှာဖြစ်ပါတယ်။ဘေးရာမဆိုးတာရင်စေလူရင်ပေးမှုစတဲ့ယုံပမာဏစားသုံးတာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်။ဒီနှစ်ခုလုံးကကျန်းမာရေးအတွက်အရေးကြီးတယ်ဆိုပေမဲ့လည်း ဘယ်အရာကိုမင်းများစားရင်ကျမ်းမာရေးပူထိခိုက်တယ်လဲဆိုတာတင်ဆက်ပေးသွားပါမယ်။စားကခန္ဓာကိုယ်ပေါ်ဘလို့တက်ရောက်မှုရှိကြလဲ။စားဆိုတာခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ဆိုဒီယမ်တထုဓာတ်တစ်မျိုးဖြစ်ပါတယ်။အသင့်အသင့်ပမာဏစားသုံးတဲ့အခါကိုယ်ခန္ဓာကောင်းစွာလည်ပတ်နိုင်စေပေမဲ့အလွန်အကျွံစားသုံးတဲ့အခါနှလုံးရောဂါ၊သွေးတုံးရောဂါနဲ့လိဖြက်ရောဂါတွေဖြစ်လာနိုင်ပါတယ်။လူတစ်ယောက်ကတနေ့ကိုစားလက်ဖက်ရုံးတစ်စွန်းစား6 g ထက်ကျော်လွန်ပြီးမစားသုံးသင့်ပါဘူး။ ဒါ့ဝိမဲ့ WHO ရဲ့ဖော်ပြချက်အရလူတွေက စားကိုစားသုံးတဲ့ပမာဏထက်နှစ်ဆခန့်စားသုံးနေကြတာဖြစ်ပါတယ်။စားအလွန်ကျွံစားတဲ့အခါကြောက်ကပ်ပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ်။ဒါဆိုလို့ရှိရင်တရားရောတရားနဲ့ပတ်သက်ပြီးညှဉ်းပန်းဆွေးနွေးမှုတွေရှိပေမဲ့ဒေချာနာတစ်ခုကတော့တရားဟာခန္ဓာကိုယ်အတွက်မရှိဖြစ်လိုတဲ့အရာဖြစ်ပါတယ်။တဘာဝတရားတဲ့ကိုတည်တည်နှုတ်နဲ့တခြားအစားအစာတွေကနေရရှိနိုင်ပါတယ်။ဒါ့ဝိမဲ့ ။တရားထက်ထက်ထားတဲ့အစားတော်တွေကတော့ကျမ်းမာရေးအတွက်မကောင်းပါဘူး။ဆိုလိုချင်တာကတော့အားဖြင့်အချိုးရည်တေးစားမုံစတွေမှာပါဝင်တဲ့တရားတွေကခန္ဓာကိုယ်ကိုအကျိုးမပြုဘဲအဝလွန်ခြင်းစီချိုနှလုံးရောဂါကြောက်ကပြက်တနာစတာတွေကိုဖြစ်လာစေနိုင်ပါလေ။ဒါဆိုလို့ရှိရင်ဘေးရာကပိုဆိုးလဲ။တင့်တော်တဲ့ပမာဏစားလုံးမဲ့ဆိုရင်နှစ်ခုလုံးကကျမ်းမာရေးကိုကောင်းမွန်စေပါတယ်။အလွန်ကျွံစားသုံးတဲ့အခါမှာတော့တကြကခန္ဓာကိုယ်အတွက်ပိုဆိုးပါတယ်။ဘုရားရှင်တွေကတော့ ကျမ်းမာရေးစိုးကြိုးတွေမဖြစ်အောင်စားတဲ့ကြားကိုစင်ကြင်စားသုံးတဲ့ကြောင်းလမ်းညွန်ထားပါတယ်။ဆက်လက်ပြီးအခုရပိုင်းအိမ်မရဘူးဆိုတဲ့သူတွေအတွက်ရက်ကူစွာအိတ်ဆက်နိုင်မဲ့အကျင့်ကောင်းလေးများကိုတင်ဆက်ပေးပါရစေ။ညမိတ်ခင်ဖုန်း၊တက်ဘလက်စားတဲ့ electronic ပစ္စည်းတွေကိုအသုံးပြုတာမျိုးရှောင်ပါ။အေယာဝန်ခါနီ coffee ဈေးလိမ့်နဲ့အရက်များကိုလုံးဝမတောက်ပါနဲ့။အေယာဝန်ခါနီအစာစားတာမျိုးကိုလည်းရှောင်ပါ။အလင်းရောင် အတန်ဆတဲ့အနှောက်ရှက်တွေမှာကင်းဝေးနေပါစေ။အိယာကိုအိတ်ဆက်ဖို့အတွက်သာအသုံးပြုပါ။ဆိုလိုတာကအိယာပေါ်မှာအလုတ်ကဆင်းစရာတွေလုပ်တာမျိုးရှောင်ပါ။ဒီအချက်တွေကတင့်ကိုညဘက်အိတ်ဆက်တဲ့အခါစိတ်မပူပန်ရအောင်ကူညီပေးနိုင်မိမယ်လို့ဒီအချက်တွေကတင့်ကိုညဘက်အိတ်ဆက်တဲ့အခါမှာစိတ်မပူပန်ရအောင်ကူညီပေးနိုင်မယ်လို့ယုံကြည်ပါတယ်။